အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်သတင်းစာဆရာကြီးဟန်တာဝဒီဦးဝင်းတင်ရဲ့ဘာလဲဟဲ့လူငယ်ရဲ့ဆိုတဲ့စာအုပ်ရဲ့အပိုင်း၅ကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ခင်ဗျာနိုးတန့်ချေခြင်းနိုးထမင်းနိုင်ငံရေးအကျဉ်းသားရဲ့နောက်ဆုံးခုခံလက်နက်ကြီးဟာ ထောင်ထဲမှာအစာငတ်ခံတောင်းဆိုချက်ပဲဖြစ်ပါတယ်ဆရာတော်ဦးဝိဇာရဟာထောင်ထဲမှာရက်ပေါင်း166ရက်အစာငတ်ခံခဲ့ပါတယ် ထောင်ထဲမှာပဲပြန်လွန်တော်မူသွားခဲ့ပါတယ်။ဆရာတော်ဥပိ္ပဇာရရဲ့နိုင်ငံရေးတိုက်ပွဲဟာတမိုင်းပြောင်လှပါပေတယ်။နောက်အခါပမာပြေကွန်မြူနစ်ခေါင်းဆောင်ဖြစ်လာတဲ့တခင်တန်းထွန်းကတော့အစာငတ်ခံခြင်းကကိုယ်ခံဘက်ကပဲလို့ဆောင်းပါးရေးခဲ့ဘူးတယ်။တခင်တန်းထွန်းအမြင်ကတော့အစာငတ်ခံလက်နက်ကိုဘာမှမရတဲ့အဆုံးကြမှသုံးတင်တယ်လို့ယူဆတယ်။ကိုကချရတဲ့လက်နက်မျိုးကင်တင်တယ်လို့သူကဆိုတယ်။တခင်တန်းထွန်းက ထောင်တွင်းအစာငတ်ခံပွဲဆုံးဖြတ်ချက်ကိုလိုက်နာပါရယ်။ဘုံကြီးတစ်ပါးကိစ္စနဲ့ပတ်သက်ပြီးတိုက်ပွဲဝင်ခဲ့ကြပါရယ်။တရက် အစာငတ်ခံဖို့ဆုံးဖြတ်ခဲ့ကြပါရယ်။ကိုကိုကျွန်းထောင်မှာလည်းနိုင်ငံရေးအကျဉ်းသားတွေအစာငတ်ခံခဲ့ကြတယ်။အင်းစိန်၊တာယာဝတီ၊မြောင်းမြမန္တလေး၊မြင်းချံ၊မော်လမြိုင်စတဲ့ထောင်ပေါင်းများစွာမှာလည်းနိုင်ငံရေးအကျဉ်းသားများစွာတို့ဟာအစာငတ်ခံတိုက်ပွဲဝင်ခဲ့ကြပါရယ်။1995တုန်းကကျွန်တော်လဲအစာငတ်ခံတိုက်ပွဲဝင်ခဲ့ဘူးတယ် တရက်တည်းပဲတိုက်ပွဲဝင်ချင်းကြာခဲ့ပါတယ်။သခင်တန်းထွန်းရဲ့အယူအဆအစင်လာကိုလိုက်ပြီးတရက်ထဲတိုက်ပွဲဝင်တာမဟုတ်ပါဘူး။ထောင်အာနာပိုင်တွေကကျွန်တော်တို့တိုက်ပွဲတောင်းဆိုချက်ကိုလိုက်လျောလိုက်လို့တရက်ထဲနဲ့တိုက်ပွဲစခန်းသိမ်းသွားတာပါ။အစာငတ်ခံတိုက်ပွဲမှာကျွန်တော်နဲ့အတူဒီချုပ်ကိုကိုကျုံပြည်သူကိုစလေဦးလှတန်းနဲ့ចောင်းသားလူငယ်အစုဖွဲ့ကကိုမှိုင်းတို့ပါဝင်ခဲ့ကြပါတယ်။အဲ့ဒီချိန်ကနိုင်ငံရေးအကျဉ်းသားအုပ်စုတွေကလည်းတိုက်ပွဲသွေးဆူနေတယ်။ အာနာပိုင်တွေဘက်ကလည်းနိုင်ငံရေးအခြေအနေတစ်ကိုအကဲခတ်နေတယ်။ဒေါ်အောင်ဆန်းစုကြည်အကျဉ်းထောင်ကလွတ်လာလို့နိုင်ငံရေးအင်အားစုတွေကြားမှာလည်းသွေးကြွလှုပ်ရှားလာနေတယ်။ဒါကိုထောင်အာနာပိုင်တွေက ကောင်းကောင်းရိတ်စားမိနေပြီ။ဒီလိုကိစ္စမျိုးမှာ အာနာပိုင်တွေဟာတိတ်နတ်ကြပါတယ်။ကျွန်တော်တို့တိုက်ပွဲကိုတရက်ထဲနဲ့လိုက်လျောဖြည့်ရှင်းပေးလိုက်တာဟာအာနာပိုင်တွေရဲ့နတ်ကြော်မိသွားတယ်လို့ပဲပြောနိုင်တယ်။ဒါမှမဟုတ်လဲ အောက်တက်ကြီးတဲ့ဝါရင့်ထောင်အရာရှိကြီးတယောက်အင်းစင်ရောက်လာခြင်းရဲ့အကျိုးသက်ရောက်မှုလို့ပြောနိုင်ရဲ့သူ့အမိကဥလူလှဘယ်ထောင်ကပြောင်းလာတယ်လဲတော့မသိဘူးကျွန်တော်တို့တိုက်ပွဲဝင်ချိန်မှာသူကတွဲဘက်ထောင်ပိုင်ဖြစ်နေတယ်ထောင်ပိုင်ဘူကြီးတာဦးဆိုသူနဲ့အတူအင်းစင်ထောင်ကြီးကိုတွဲကင်နေတယ်ကျွန်တော်တို့တိုက်ပွဲဝင်တဲ့ကိစ္စက ရေးကြီးခွင်ကျယ်မဟုတ်ပါဘူးနိုင်ငံရေးကိစ္စမဟုတ်ပါဘူးဒါပေမဲ့နိုင်ငံရေးဆုံးဖြတ်ချက်နဲ့ညှိနေတဲ့ကိစ္စ ကျွန်တော်တို့တိုက်ပေါင်းဆုံးသဘောတူဆုံးဖြတ်ချက်ရှိတယ်။နိုင်ငံရေးအကျဉ်းသားများကိုတန်ခြေချင်းခတ်ပြီးအပြစ်မပေးရ။အဲ့ဒီအချိန်မှာတိုက်လေရှေကလားတိုက်လေတူကလားမသိနိုင်ငံရေးအကျဉ်းသားတူပြစ်ဒဏ်ပေးခံရတယ်။ကိုဗလာကြီးတဲ့။သူ့အဖေစီစာရေးတယ်။သူ့စီကစက်ကူနဲ့ဘောပင်မိတယ်။ပြစ်ဒဏ်ကြခံစေ။သူ့ပြစ်ဒဏ်ကရိုးရိုးမဟုတ်ဘူး။တန်ခြေချင်းနဲ့ခတ်တဲ့ပြစ်ဒဏ်တခြားတိုက်တွေဘယ်လိုလုပ်ကြတယ်လဲမသိ။တိုက်သုံးကတော့တရက်ထမင်းမယူဖို့ဆုံးဖြတ်တယ်။ တရက်အစာငတ်ခံမယ်ကိုဗလာကြီးကိုနေရင်တိုက် နေရင်အခန်းကို ပြန်ပို့ပေးတန်ချေချင်းဖြုတ်ပေးဒါပဲအာနာပိုင်တွေကညင်းတယ်တောင်းဆိုတာတွေဘာတစ်ခုမှမပေးထောင်ပိုင်ဘူကြီးတာဦးရဲ့အမိတ်နဲ့တူရဲ့ခမင်းမယူဘူးဆိုတာ ဟုတ်သလားတိုက်သုံးမှအခန်းဆက်လေးကစမေးလာတယ်တခြားအခန်းတွေဘယ်လိုဖြေကြသလဲတော့မသိကျွန်တော်အခန်းနှစ်ကိုမေးတဲ့အရာရှိတွေရောက်လာတယ်ဟုတ်တယ်မယူဘူးလို့ကျွန်တော်ဖြေလိုက်တယ်ကျွန်တော်ကိုခေါင်းစွန်းနဲ့တိုက်ယုံကိုခေါ်တယ်မေးတယ်စစ်တယ် တိုက်ယုံအပြင်ဘက်နေဘူးထဲမှာရက်ခိုင်းထားတယ်။ကျွန်တော်ပါဇက်ကသူတန်ပူတန်ထွက်လာတော့တိုက်ချောက်ကိုခေါ်သွားတယ်။တိုက်ချောက်အခန်း30မှာထောင်စစ်ကြောရေးအခန်းဖွင့်ထားတယ်။အထူးဆောင်တွေကထောက်လန်ရေးစစ်ကြောရေးကို မပို့ဘူး။တွဲဘက်ထောင်ပိုင်ဥလူလရုံထိုင်နေတယ်။ဥလူလကကရင်လူမျိုးစကားပြောညင်သာတယ်။မေးခွန်းမျိုးစုံမေးတယ်။ခြောက်လုံးချော့လုံးတွေအများကြီးပြောတယ်။သူ့တန်ချေခြင်းနဲ့ခမရနဲ့ဘာဆိုင်လို့လဲ။နောင်ကြရင်သူ့တန်ချေခြင်းကကျုပ်ချောက်ကိုလာစွတ်မှာပေါ့ဗျ။ ဥလူလှစိတ်ပြက်လက်ပြက်ခေါင်းခါတယ်။ခမ ्या ကိုတိုက်ငါပို့မယ်။တိုက်ငါဆိုတာကတိုက်၄ရဲ့အရှိတ်တိုက်၆ရဲ့ဘေးဘက်မှာရှိတယ်။ယုဝတီဆောင်လို့နာမည်ဆိုးနဲ့ကြော်ကြားတဲ့တိုက်မိကြောင်တိုက်ရဲ့လို့လည်းလူသိများတယ်။ယုဝတီဆောင်လို့ခေါ်ရတာကဒံခံရသူတွေကိုနာမည်ခေါ်ရင်ရှင်လို့ထူရတယ်။ဗျာလို့မထူရ။ယောက်ျားဘာသားတွေက လုံးရက ပြားတယ်လို့ဖြစ်ရတယ်။ဖိုတရဝါရဲ့ဂုံမာနကိုချိုးနှိမ်တိတ်ခါချတာ။ လူသားဂုံရီကိုဖဲ့ချွေတာမိချောင်းတိုက်လို့ခေါ်တာကဒီလိုမြင်းနီခဲကြိုးကြည့်ခဲတွေခဲချုံတွေခင်းထားတဲ့တိုက်စီကွက်လက်မှာဝန်ရမောက်တံတောင်ထောက်မိချောင်းသွားသွားရလို့ခေါ်တာတဲ့တိုက်ငါကိုပို့ရင်ကြုတ်အစာငတ်ခံမယ်ကျွန်တော်អော်ပြောလိုက်တယ်ဥလူလာဘေးမှာရက်နေတဲ့သုံးရစ်ဝန်ထမ်းကကျွန်တော်ကိုမှန်တယ်ဟဲ့လူဒီလိုမအော်နဲ့တဲ့မင်းနဲ့ပါဆိုင်လို့ဝင်ပြောရတာလေမင်းထောင်ပိုင်လားသူ့ထောင်ပိုင်လားကျွန်တော်ကဥလူလာကိုလက်ညှိုးငေါငေါထိုးတယ် ဥလူလှကညိမ့်ပါတယ်အခန်း30ရှိမှရက်နေကြတဲ့ဝန်တန်းတွေကိုခေါ်တယ်ကျွန်တော်ကိုတိုက်ငါအခန်း78ကိုပို့ခိုင်းလိုက်တယ်ကျွန်တော်အခန်းကိုလှည့်ကြည့်တယ်သေအိုးတစ်လုံးပဲရှိတယ်ဘာပစ္စည်းမှမရှိထောင်မှုဥလှဆိုတဲ့ကလအိုကြီးရောက်လာတယ်အရေးအကဲကြည့်ပြီးပြန်သွားတယ်ခဏကြာတော့ထမင်းပုံစံတစ်ခွက်နဲ့ပဲဟင်းမဲမဲတစ်ခွက်လာပို့တယ်ပြန်ယူသွားမစားဘူးကွာအစာငတ်ခံမယ်ထောင်ပိုင်ကိုပြောခဲ့ပြီးပြီဥလှကရောထမင်းလာပို့တဲ့ဝန်တန်းကရောဘာမှပြန်မပြောဘူး ထမင်းဟင်းခွက်ချတယ်လှဲ့ထွက်သွားကြတယ်ထိတ်ကောင်ပြန်ယူမယူရင်ငါကန်ထုတ်ပြစ်မယ်ပြောလဲမရဘူးထမင်းပကံတွေကျွန်တော်ကန်ကြောက်ပြစ်လိုက်တယ်ခြေထောက်တောင်နာရောအခန်းဆက်ချောက်ကအတန်ထွက်လာတယ်ဘယ်သူလဲတဲ့ကျွန်တော်ကမေးတယ်တိုက်သုံးကဥဝင်းတင်ပြို့လို့ပြောလိုက်တယ်ဟာဆရာဆိုတဲ့အတန်ကြားလိုက်ရတယ်ဘာဖြစ်နေတာလဲတဲ့ကြောက်စာငတ်ခံနေတာပြို့ထမင်းဟင်းတွေအတင်းလာပေးနေလို့စကားများနေတာအခန်းဆက်ချောက်ထဲကလူကဘာစကားမှမပြန် ရှေ့မျက်နှာစာမှာရှိတဲ့တိုက်လေးစီကိုအတန်ကုံဟစ်တယ်။တန်ကုံသာဟစ်တယ်သူ့အတန်ကတိတ်မကျဲ။လူကကြမ်းမာပုံမရ။ဟေးဥဝင်းတင်အစာငတ်ခံနေပြီလို့အတန်ကုံဟစ်တယ်။ခဏကြာတော့သူနဲ့တခမ်းချလို့ထင်ရတဲ့နေရာကအကျဉ်းသားတယောက်ကအတန်ကုံဟစ်ပြန်ရော။အဘဥဝင်းတင်အစာငတ်ခံနေပြီဟေးတိုက်လေးကလူတွေအနောက်ဘက်မှာရှိနေတဲ့တိုက်သုံးကိုတန်ကုံဟစ်ပြန်တယ်။တိုက်သုံးကအနောက်ဘက်မှာရှိတဲ့ကျိုးတိုက်ကိုတန်ကုံဟစ်တယ်။ကျိုးတိုက်ကနေအနောက်ဘက်မှာရှိနေတဲ့ တိုက်တစ်ကိုတန်ကုန်ဟစ်ပြန်တယ်ဒီလိုနဲ့တိုက်ဝင်းတစ်ခုလုံးဆူသွားပါတယ်တော်ကြာမှသိရတာကအခန်း၁၆ကဥလှတန်းနဲ့အခန်း၁၄ကကိုမိုင်းတို့လည်းဒီတန်ချေချင်းကိစ္စနဲ့ပြစ်ဒဏ်တိုက်ကိုရောက်နေကြတာတဲ့ဥလှတန်းနဲ့ကျွန်တော်စကားမပြောမိခင်စောစောပိုင်းမှာညာဘက်အခန်းကျော်ကလူနဲ့ကျွန်တော်ချိတ်မိတယ်ယို့ညာဘက်ခန်းမှာလူရှိလားကျွန်တော်ဝင်းတင်ပါလို့អော်ပြောတယ်အခန်း၂၀ကလူကကျွန်တော်ကျွဲကြီးပါလို့ပြန်ဖြေတယ် ကျွဲကြီးဆိုရင်ပြောစမ်းပါအောင်ကိုရင်အကြောင်းလို့ကျွန်တော်ကဖိတ်ခေါ်လိုက်တယ်။သူကလည်းဟဟပပတ်ပါပဲ။ပြောမယ်ပြို့ညကြမှပြောမယ်။အခုယုံထွက်ရတော့မယ်။လာခေါ်နေပြီလို့ပြန်អော်တယ်။တကားဖွင့်တန်ကြားရတယ်။လူရိတ်တွေမြင်ရတယ်။ပြီးတော့အတန်တိတ်သွားရော။ဒါနဲ့ဥလှတန်နဲ့ကျွန်တော်ချိတ်မိတာ။အစာငတ်ခံမဲ့အကြောင်းတန်ကုံဟစ်တဲ့တန်တွေတိုက်ဝင်လုံးညံ့သွားတာ။ညနေ6:00နာရီလောက်မှမှ ထောင်မှုဥလှကျွန်တော်စီရောက်လာတယ်။ကျွန်တော်ကိုတိုက်သုံးပြန်ပို့မယ်တဲ့။ဟုတ်လားကောင်းတာပေါ့ဗျာ။ ပြစ်ဒဏ်ကလွတ်ငြိမ်ပလားလို့မေးတော့ဟုတ်ကဲတဲ့ကျွန်တော်တိုက်သုံးကိုပြန်ရောက်တယ်ထောင်မပိတ်သေးညနေလမ်းလျှောက်အခန်းဖွင့်ထားသူတွေက ကျွန်တော်စီဝိုင်းလာကြတယ်မေးကြမြန်းကြတယ်အဲ့ဒီအချိန်ကျမှဝန်ထမ်းတချို့ရောက်လာတယ်တိုက်ငါကိုလိုက်ခဲ့ပါအောင်တဲ့ဟာမင်းတို့ဟာကဘယ်လိုဖြစ်ပြန်တာတုန်းခုလွတ်ခုပြန်ဖမ်းလာလို့ကျွန်တော်ဒေါသထွက်သွားတယ်စိတ်ဓာတ်စစ်စင်ကြီးလုတ်ပြန်ပလားလို့တွေးမိတယ်ဒီလိုသာကတိကအောက်လုံနေရင်တော့ကျွန်တော်ခံမနေဘူးတိုက်စုအောင်လုတ်ပြစ်မယ်လို့စိတ်ကူးမိတယ် မဟုတ်ပါဘူးဘာရဲ့မဟုတ်ပါဘူးအဘာပစ္စည်းတွေကိုပြန်တယ်ပေးမလို့ပစ္စည်းစုံမစုံလာစစ်ပေးပါလို့ဝန်ထမ်းတွေကတောင်းပန်တယ်ဟဲ့စစ်စရာမလိုဘူးတဲတုံးကလည်းမင်းတို့ဘာသာတိမ်ကျုံတဲတာခုလည်းမင်းတို့တဲချင်းသလိုပြန်တယ်ပျောက်တာရှတာရှိရင်မင်းတို့တာဝန်လို့ကျွန်တော်တို့တိုက်ပွဲနိုင်ပြီပဲမမာပဲပေါ့ဥလှတန်းတို့ကိုမိုင်းတို့လည်းနေရင်ခန်းကိုပြန်သွားကြရပြီတဲ့ကိုဗလာကြီးလည်းတန်ချေချင်းကျွတ်ပြီတဲ့နေရင်ခန်းကိုပြန်ရောက်သွားပြီတဲ့ပြီးရောပေါ့နာသွားတာလေးတစ်ခုပဲရှိတယ် ကျွဲကြီးနဲ့စကားမပြောလိုက်ရတာကာယကံရှင်ကိုတိုင်ရဲ့ဇက်ကြောင်ပြန်လေးကိုအသေးစိတ်နားထောင်ခြင်းလိုက်တာကျွဲကြီးဆိုတာက1994မိုးရင်းကြီးမှာအင်းစိန်ထောင်အုတ်တရန်ကြီးကိုကြော်တက်ခုံဆင်းသွားတဲ့ဟီးရိုးကြီးလေအင်းစိန်ထောင်တက်နှစ်ပေါင်းတရာကျော်မှာပထမဆုံးထောင်ကျော်ပြေးနိုင်တဲ့သူတခြားအဖော်တယောက်လည်းသူနဲ့ပါသေးတယ်နာမည်တော့မမှတ်မိတော့ဘူး TV ဖွဲ့တွေထောင်ထဲရောက်လာတယ်ကျွဲကြီးရဲ့စွန်စားခန်းကိုရုပ်ရှင်ကားရိုက်တယ် ဘယ်လိုရိုက်တယ်လဲဘယ်မှာပြတယ်လဲအသေးစိတ်တော့ကျွန်တော်တို့မသိကျွဲကြီးတရင်ကတော့ထောင်ထဲမှာဟိုးဟိုးကြော်ပဲရုပ်ရှင်ရိုက်တာမြင်နေတွေ့နေရတော့ဟိုးဟိုးကြော်နေရကနေဟိမ့်ဟိမ့်ကြော်သွားတော့တာပေါ့ဒီလိုတရင်ဆန်းတွေကြားတော့လဲထောင်ဆိုတာပျော်စရာကြီးပါပဲလားကြီးစရာကြီးပါပဲလားလူငရဲဘုံကြီးနောက်ကောက်ကျသွားတယ်ပြောရမလားမျက်ဖြူဆိုင်သွားတယ်ဆိုမလားခါးကလေးထိုးခံရတယ်လို့ပဲခေါ်လိမ့်မလားပုံစံခွက်တွေကနိုင်ငံရေးမှုန်တိုင်း၃မမေ့သူမှ မလွတ်သူတို့ စစ်ခွေပြစ်ဒဏ်တိုက်စစ်ခွေတရားယုံရွှေပေလွှာပြန်ကားဝဲတေးတိုက်ပွဲမမေ့သူမှ မလွတ်သူတို့1995နှစ်လယ်ပိုင်းလောက်မှာအင်းစိန်ထောင်ထဲကကျွန်တော်တို့စီကိုစားစရာသုံးစရာပစ္စည်းတွေတပုံတစ်ခေါင်းကြီးရောက်လာတယ်။တပုံတစ်ခေါင်းကြီးမှတကယ့်တပုံတစ်ခေါင်းကြီးပါပဲ။ပန်းသီးတွေ၊လိမ္မော်သီးတွေ၊ဘီစကွတ်တွေ၊ကိတ်မုတ်တွေ၊တကြားလုံးတွေ၊မလိုင်လုံးတွေ၊ခောက်ဆွဲချောက်တွေ၊မုံဟင်းငါးချောက်တွေ၊ငပိကြော်တွေ၊အသားကြော်တွေ မျက်နှာသုတ်ပွားတွေစက်ပြတွေအိုးစုံတကာစိတ်နေတာပါပဲအထုပ်အပိုးတွေကလည်းမနှဲမနှောပါပဲလားကျွန်တော်တို့အားလုံးဆွေးဆွေးခုံဝမ်းတာအားရဖြစ်လိုက်ကြတာစားစရာသုံးစရာတွေအများကြီးရလို့ဝမ်းတာအားရဖြစ်ရတာလည်းမှန်တာပေါ့ဒါထက်ပိုဝမ်းတာရတာအားရကြည်နူးဖြစ်ရတာကကျွန်တော်တို့လိုထောင်ထဲကလူတွေကို အပြင်မှာတတိတရာရှိသူတွေအမတ်တရာရှိသူတွေကရုဏာထားသူတွေတရာကြည်ပြူရှိသူတွေအားပေးအားမြောက်ပြုသူတွေ ေါ်ပေါက်လာနေပါဘကောလားဆိုတဲ့အသည့်နဲ့ရင်ထဲမှာဆို့နဲ့ပြည့်ရှမ်းတဲ့ခန်းစားချက်တွေတထွေးကြီးပွင့်လာလို့ပါပဲထောင်ကျအချင်းကျနေသူ တူအဖို့ကြုံတွေ့ခန်းစားရတဲ့နာကျင်ထိခိုက်မှုဆိုတာမေးမြန်းစမ်းသပ်ကြည့်လို့ရတာလည်းရှိတယ်မရတာလည်းရှိတယ်မလောက်တာမရှားတာအခန်းချင်းလေးထဲမှာအချင်းသား၃လေးယောက်ကိုပိတ်လောင်ပြီးတနေကုန်တနေခန်းတနေဝင်တနေထွက်သွင်းထားတာဘယ်မှာကျမ်းမာရေးကောင်းမွန်စရာအကြောင်းရှိနိုင်တော့မှလဲ။ အစားအသောက်ဆိုလဲအာဟာရမပြည့်မဝမလောင်မငှဆိုတော့ဘယ်မှာတန်တန်ဆွမ်းဆွမ်းရှိနိုင်ပါတော့မလဲချင်းရင်ကြိုးကြွက်ပရွက်ပိုးဟတ်ဆိုတဲ့ယောဂါတဲ့ပိုးမွားတရဝါတွေနဲ့ကြမ်းတပြေးတဲ့နေထိုင်ရတာဆိုတော့ဘယ်မှာအနာဘယကင်းကင်းရှင်းရှင်းရှိနိုင်ပါတော့မလဲအဲ့ဓာတွေထက်အစတထောင်ပိုမိုဆိုးရွားဖိစီးတာကအကျဉ်းသားတိုင်းရဲ့ရင်ထဲမှာလောင်မြိုက်နေတဲ့ဒေါသမီတောကမီတွေပဲပေါ့အိမ်အတွက်ပူရ ို့အတွက်ပူရအပေါင်းအသင်းအတွက်ပူရဆိုတာတွေထက် ကိုပါဝင်လှုပ်ရှားနေတဲ့နိုင်ငံရဲ့အဖွဲ့အစည်းအစုအဖွဲ့တွေအတွက်စိတ်မအေးရတိုင်းရေးပြည်ရေးအတွက်ခေါင်းမအေးရဆိုတာတွေက ပိုပြီးဝါးမြို့လောင်မြိုင်လှပေးတယ်။အဲ့ဒီနာကြီးမှုတွေလောင်မြိုင်မှုတွေလှိုက်စားမှုတွေက ကုရနတ်ထိဆေးမရှိဖြစ်တတ်တယ်။ပြင်ပယောဂဗရတွေထက်တိရခတ်မြင်ရခတ်ကုရခတ်တယ်။ထောင်ထဲရောက်လာသမျှအကျဉ်းသားတွေကတော့ဒီလို အစ္စဒဝေဒနာတွေကိုကန့်ညှိခံစားရစမြဲပဲ။ ဘယ်သူမှမလွတ်ဘူးလူငယ်လူကြီးဆင်းရဲချမ်းသာမရွေးဘူးအားလုံးကတော့တစ်ချိန်မဟုတ်တစ်ချိန်မှာစိတ်ဒစသမားတွေကြီးကိုလို့ဆိုရမတတ်ဒီဝေဒနာဆွဲကပ်နှိမ့်ဆက်တာကိုခံရတာပါပဲဗဟိတဝေဒနာတောင် ကုရနတိဆေးမရှိဖြစ်နေကြတဲ့ထောင်တွင်းဆရာဝန်တွေဒီအစ္ဆဒဝေဒနာကိုဘယ်မှာယောဂါစာဖွေတွေ့နိုင်မှာလဲယောဂါတွေ့တောင်မမြင်ချင်းအောင်လက်ရှောင်ကြတာပါပဲဒီလိုစိတ်ဝေဒနာရုပ်ဝေဒနာမျိုးစုံဆွဲကပ်နေသူတွေအဖို့ တကြားရည်စင်လို့ဆေးဝါးကတော့မေတ္တာပါပဲအချင်းချင်းထားတဲ့မေတ္တာမိသားစုထားတဲ့မေတ္တာရဲဘော်ရဲဘတ်ထားတဲ့မေတ္တာမိတ်ဆွေတငယ်ချင်းထားတဲ့မေတ္တာအမြင်မသိကရုဏာရှင်တွေထားတဲ့မေတ္တာတွေပါပဲတဲ့မေတ္တာကရုဏာတရားတရားတွေပါပဲတဲ့မေတ္တာရိပ်တွေခုနာကရုဏာစကားတွေနာကြာတရားအကူအပန့်တွေခံယူရတဲ့အခါအကျဉ်းသားတွေရဲ့ယင်ထဲမှာ ကြည်နူးမိုးတွေပျော်မြူးမိုးတွေရွှင်လန်းမိုးတွေတဖွဲဖွဲတဲတဲတဲ့ တဝုံဝုံတဖြုံဖြုံရွာသွန်းလိုက်သလိုဝေဒနာတွေညော့ပါကင်းစင်ဘဝင်ချမ်းမြေ့ကြရတော့တယ်အခုရောက်လာတဲ့လူတိုင်းစစ်ထောင်းဝင်းစားတပုံတစ်ခေါင်းစားစရာသုံးစရာပစ္စည်းတွေဟာမေတ္တာကရုဏာတရားတွေရဲ့တင်ကေတပြယုတ်တွေပါပဲပြောရရင်လူတိုင်းစစ်ပျော်ရွှင်ကြည်နူးသွားကြတယ်ပေါ့ဒီကြည်နူးမှုတွေကို ထောင်းအာနာပိုင်တွေကဖြက်စီးချေမှုန့်ပစ်ကြတယ်ဒီပစ္စည်းတွေကတော့အောင်ဆန်းစုကြည်စီကပို့လိုက်တဲ့ပစ္စည်းတွေတဲ့ထောင်းကိုပစ္စည်းတယ်လာသူတွေက ထောင်ရှိမှာပစ္စည်းတောင်းတွေပလုံးတွေအိတ်တွေတစ်တာတွေကိုချထားတယ်တဲ့နိုင်ငံရေးအကျဉ်းသားမိသားစုတွေကထောင်ဝင်စာလာတွေ့သူတိုင်းကိုပစ္စည်းထုတ်တွေပေးတာတဲ့ထောင်ဝင်စာမလာတဲ့သူတွေအတွက်လဲထောင်ဝင်စာလာတွေ့တဲ့မိသားစုတွေကနေတစ်ဆင့်ပေးတာပဲတဲ့လက်ဆင့်ကမ်းကြပါဆိုပြီးအဆင့်ဆင့်ပေးလိုက်ကြတာတဲ့ဒီတော့အာဏာပိုင်တွေကနောက်ထပ်ပစ္စည်းတွေမပေးနိုင်အောင်ဟန့်စီတားစီပိတ်စီဆို့စီတွေ လုပ်တော့တယ်ဒါထက်ဆိုတဲ့အမိတ်က ီနေ့ထောင်ဝင်းစားမှာပေးပို့လိုက်တဲ့ပစ္စည်းထုတ်တွေကိုအကျဉ်းသားတွေစီကပြန်သိမ်းစေတိုက်တိုင်းအဆောင်တိုင်းကိုထောင်မှုတွေနဲ့ဝါဒါတွေတပြုံကြီးရောက်လာတယ်။ဘယ်မှာလဲဒေါအောင်ဆန်းစုကြည်ပေးလိုက်တဲ့ပစ္စည်းထုတ်တွေပြန်ပေးပြန်ပေးအခုပြန်ပေးတဲ့။ကြောက်တဲ့သူတွေအချင်းမများချင်တဲ့သူတွေအာခံအန်တုမလုပ်ချင်တဲ့သူတွေကအထုတ်တွေပြန်ပေးလိုက်ကြတယ်။ကျွန်တော်တို့တိုက်သုံးကနိုင်ငံရေးအကျဉ်းသားတွေကတော့ no ပဲမပေးဘူး။ဘာလို့ပေးရမှာလဲ။ဒါတို့ပစ္စည်း ထောင်ဝင်စားကတရဝင်သွင်းလာခဲ့တာခိုးသွင်းတဲ့ပစ္စည်းမဟုတ်ဘူးမပေးဘူးမပေးဘူးမပေးဘူးကျွန်တော်တို့တိုက်မှာဒီချုပ်ကဘိုးတော်ခင်ဝင်းကိုထေးအောင်ဒေါက်တာဇော်မြင့်မောင်ဒေါက်တာမြင့်နိုင်ဘာကြီးမြထွန်းလူပေါင်တဲ့ကဂျင်မီចောင်းသားဘာမျိုးသိမောင်မောင်အေးအောင်ဆွေဦးဘာကပါက ကိုစိုးမြင့်ចောင်းသားဘဘဦးကိုကိုကြီးတတ်မင်းအောင်ညီနိုင်အောင်စတဲ့ဒေါန်ထောင်မြီးတွေတော်တော်များများရှိတယ်မပေးဘူးဟေးမပေးဘူးကွာ ျွန်တော်တို့စီကိုပစ္စည်းတွေပြန်လာတောင်းသူကဥလှဆိုတဲ့ထောင်မှုကလာကြီးအသက်ကြီးပြီးပင်စင်သွားတော့မယ်အဖိုးကြီးငိုမဲ့မဲ့ဖြစ်နေပြီကြောက်လဲကြောက်တဲ့ပုံပေါ်နေပြီပေးပါဗျာပြက်ပေးကြပါပေးပါပေးပါမပေးဘူးဟေးမပေးနိုင်ဘူးကဒါတို့ရဲ့တရားဝင်ပစ္စည်းခိုးသွင်းထားတာမဟုတ်ဘူးသွားသွားသွားထောင်မှုဥလှနဲ့အဖွဲမလှမပ တက်ခေါက်ပြန်သွားကြရတယ်ကျွန်တော်တို့အနိုင်ရလိုက်ကြတယ်ဒါပေမဲ့အဲ့ဒါနောက်ဆုံးစားရသုံးရတဲ့ တော်စုရဲ့မေတ္တာလက်ဆောင်ပစ္စည်းတွေပဲနောက်ထပ်မပေါ်လာတော့ဘူးထောင်ကတားမြစ်ပိတ်ပင်လိုက်ပြီထောင်ဘူးဘွားကိုရောက်လာဖို့ဝေရောအင်းစိန်လမ်းဘေးကဘာရက်ဂိတ်ဝါတော်မဝင်ရတော့ဘူးတော်စုစကားတီးတယ်ကျွန်တော်အပြင်မှာရှိနေတုန်းကတော်စုအမြဲပြောတဲ့စကားရှိတယ်ထောင်ထဲဆွဲသွင်းခံရတဲ့သူတိုင်းအတွက်ကန့်ကွက်မယ်စောင့်ရှောက်မယ်လွတ်ဖို့တောင်းဆိုမယ်လွတ်လာချင်းစီးကြိုကူညီမယ်တဲ့ကျွန်တော်တို့တွေထောင်ထဲရောက်နေချိန်မှာတော်စုစောင့်ရှောက်ဖို့ရတယ်တော်စုတာဝန်ကြီးတယ် ကျော်စုဂရိတီတယ်။ဘာပဲပြောပြောမမေ့သူရဲ့မလွတ်သူတို့ဂရုဏာလက်ဆောင်တွေကိုကာကွယ်ခဲ့ရတဲ့ကျွန်တော်တို့ရဲ့တိုက်ပွဲဟာအောင်ပွဲခံခဲ့ပါတယ်။စစ်ခွေပြည်တံတိုက်စစ်ခွေတရားရုံ1996မတ်လ28ရက်မွန်လွယ်ပိုင်းတရားသူကြီးဦးကျော်ထွန်းတရခွင်ကတုံသီးတုတ်ပြဆင်းသွားတယ်။အင်းစိန်ထောင်တွင်းကအထူးတရားရုံဆိုတာရဲ့ရှေ့မှောက်မှာကျွန်တော်တို့ရောက်နေကြတယ်။နှစ်ဆန်းလောက်ကလေးကပါ တရားသူကြီးဘယ်သွားတယ်ဆိုတာကျွန်တော်တို့သိပါတယ်။တရားရုံးရဲ့အနောက်ဘက်လုံချင်းတိုက်ကလေးရဲ့ရှေ့မှာဝိုင်းဖွဲ့စားတော့ရီမောဟားတိုက်နေကြတဲ့စစ်အရာရှိကြီးတွေရဲ့ရှေ့မောက်ကိုသွားတာပါ။မကြပါဘူးတရားသူကြီးပြန်လာတယ်။တရားခွင်စင်မြင့်ဘော်ကလည်းအမိတ်တော်ထုတ်ပြန်ကြေညာလိုက်တယ်။တရားခန်တွေအားလုံးကိုစီရင်ချက်ချမယ်။ဆောက်လဲချက်ပေးခြင်းသူတွေတယောက်ချင်းထပြောဒါပဲကဲစမယ်။ကျွန်တော်တို့တရားခန်တွေရရုပ်တဲတဲဖြစ်သွားတယ်။ဘယ်လိုဟာလဲဟာ တနေ့ကအင်္ဂါနေ့ကပဲတကြံလွန်ရင်စီရင်ချက်ချမယ်လို့ပြောခဲ့သေးတယ်။ခုချက်ချင်းပဲစီရင်ချက်ချတော့မယ်ပြောနေပြန်ပြီ။ဘာလုပ်တာလဲ။ဘယ်လိုဖြစ်တာလဲ။ဘယ်လိုဖြစ်ရမှာလဲ။စစောကတရားသူကြီးတရခွင်ကဆင်းသွားတယ်လေ။ရုံးအနောက်မှာရောက်နေတဲ့ VIP wine ကိုသွားအမိန့်ခံတယ်လေ။အဲ့ဒီကပြောတဲ့အတိုင်းလုပ်တာပေါ့။တရခန်တွေတယောက်တစ်ပေါက်ပြောပြီးခေါင်းချင်းရိုက်တယ်။ဘာတက်နိုင်မှာလဲ။ရှောက်လဲစရာရှိတာရှောက်လဲလိုက်ရုံပေါ့။ကျွန်တော်တို့ရှောက်လဲကြတယ်။ရှောက်လဲစရာလည်းများများဆဆမရှိပါဘူး။ ဘာအပြစ်မှမရှိတာအပြစ်မရှိဘူးမရှိဘူးမရှိဘူးပဲပြောရတာပေါ့တယောက်10စက္ကန့်လောက်နဲ့3-4မိနစ်တွင်ရှောက်လဲချက်ပြီးသွားတယ်တရခံအားလုံး24ယောက်ရှိတယ်အားလုံးကိုအပြစ်ပေးတယ်9နှစ်9နှစ်12နှစ်24ယောက်အတွက်စုစုပေါင်းပြစ်ဒဏ်နှစ်ပေါင်း180ကျော်တယ်ကိစ္စပြက်ရောတရားရုံးရောက်လာတဲ့ဖြစ်စဉ်လေးပြောပြခြင်းသေးတယ်1995နိုဝင်ဘာလအလယ်တညမှာကျွန်တော်တို့တိုက်သုံးရှိကတိုက်လေးကို အရေးပေါ်တလားစီရှာဖွေရေးဝင်နေည9နာရီလောက်ရှိနေပြီတခုခုတော့ဖြစ်ပြီဆိုတာ ကျွန်တော်တို့သိလိုက်ကြတယ်ဘာတွေပဲလို့ဖြစ်နေတယ်ဆိုတာတော့မသိဘူးပေါ့နောက်တနေ့မနက်လင်းတော့တိုက်သုံးကိုလည်းတကားမဖွင့်တော့ဘူးမိုးလင်းတာနဲ့ဝန်ထမ်းတွေရောက်လာပြီးတခန်းချင်းဖွင့်ရှာတော့တာပဲသတင်းရသွားတဲ့အခန်းတွေက အရင်စဖွင့်တယ်တဲတဲမဲမဲရှာတယ်လူတွေကိုအပြင်ထွက်ခိုင်းထားတယ်တခန်းလုံးကိုပေါက်ချုံးတွေနဲ့ကိုပေါက်ရှာတော့တာကျွန်တော်အခန်းမှာလျှို့ဝှက်တွင်းကြီးတွေ့သွားတယ် ာရွက်စာတန်းတွေစာအုပ်တွေစာဆောင်တွေပစ္စည်းကိရိယာတွေတွေ့သွားတယ်။တွင်းထဲကတန်တရင်တတုတ်ကြီးတဒောင်လောက်ကိုလည်းတွေ့သွားတယ်။ဒီသတင်းကိုကြားရတဲ့စစ်အာဏာရှင်လက်ကင်ဘောပင်တစ်ချောင်းကအစိုးရသတင်းစာထဲမှာဆောင်းပါးရေးတယ်။အယ်ဒီတာချုပ်ကြီးကထောင်ဖောက်ဖို့ကြံတယ်။အယ်ဒီတာကတာမန်အယ်ဒီတာမဟုတ်ကျွန်တော်မှန်သိကိုသိအောင်နာမည်မဖော်ယုံတမဲဘွင်းဘွင်းကြီးရေးတာ။အခန်းတွေလည်းရှာပြီးရောတိုက်တုံးကအမရပူရအမတ်ဒေါက်တာဇော်မြင့်မောင် ကမ်ဘလူးအမတ်ဒေါက်တာမြင့်နိုင်ကိုထဲအောင်နဲ့ကျွန်တော်တို့ကိုစစ်ခွေးတိုက်ကို ပို့လိုက်တယ်။စောစောပိုင်းကချင်းကိုကိုကြီးကိုစစ်ခွေးတိုက်ကို ပို့ထားသေးတယ်။နောက်တနေ့ကျတော့တနေ့ရရွှေ့သွားတယ်။ဘဲသူတွေဘဲငရဲရောက်ကြတယ်လဲမသိ။ဘဲရောက်ရောက်ငရဲဟာငရဲပဲ။ဘဲတတ်တာပါမလဲ။စစ်ခွေးတိုက်ဆိုတာထောင်တွင်းပြစ်ဒဏ်တိုက်တကာမှာအစိုးရကအစိုးဆုံးတိုက်ပဲ။ရက်ရှည်လက်များတကားမဖွင့်ဘူး။ထောင်ဝင်စာမရှိဘူး။အိယာနေရာ ဖြာမရှိဘူး။တေးချေးအတွက်ကံပလာတလုံးပေးတယ် 24နှစ်မှာတခါပဲမိန်လာသိမ့်တယ်။နေညာပတ်လုံးခြေသေးရှာလဘတ်အနံ့ကမခံနိုင်လောက်အောင်ဆိုးတယ်။ရေမချိုးရဘူး။တလကြာမှရေချိုးခွင့်ပေးတယ်။ပိတကကျန်းလာမစင်ပင်ပုတ်ငရဲမျိုးမှာကျွန်တော်တို့6လကျော်ငုတ်တုတ်ခံခဲ့ကြရတယ်။ထောင်ထဲရောက်စ1989ခုနှစ်တုန်းကလည်းစစ်ခွေးရောက်ခဲ့ဘူးလို့ကျွန်တော်ဖို့တော့နှစ်ချိန်မြောက်အလဲရောက်ချင်းလိုပဲ ပြောရမှာပေါ့။ရုံးတင်တရားမစွဲခင်ကျွန်တော်တို့ကိုအကြိမ်ကြိမ်စစ်ကြောရေးခေါ်တယ် ဂျပန်ဖက်စစ်ကင်ဘေတိုင်းစစ်ထောက်လန်းရေးတွေလိုလက်သေးခွန်မခွာတာတခုပဲကြံတဲ့ညှင်းမဲ့နှိမ့်ဆက်မှုတွေကတော့အစ္စရေးနီဂျပန်နီရုရှားနီဂျာမနီနီအမေရိကန်နီအင်္ဂလိပ်နီစုံတကာစစ်ရောနာတော့နာတာပေါ့ဒါပေမဲ့မနာဘူးလို့ပဲစိုင်းထီးဆိုင်တချင်းမျိုးနဲ့ပြောချင်တယ်နာတော့နာတာပေါ့ဒါပေမဲ့မတွန့်ဘူးမအော်ဘူးလို့ဒေါ်စုစကားမျိုးနဲ့ပြောချင်တယ်မနာဘူးဒါပေမဲ့တုံတယ်ခိုက်တယ်လို့ပြောရမယ်ညှင်းမဲ့မှုတစ်မျိုးကိုတော့အဲ့ဒီချိန်က ျွန်တော်ခံခဲ့ရတယ်ဗျာအဲ့ဒါကတော့ဒီဇင်ဘာလနှင်းတော့ထဲမှာည9နာရီလောက်ကနေမနက်4နာရီအထိအထူးဆောင်ဇေဒီလေးဘေးမှာငုတ်တုတ်ထိုင်နေခဲ့ရတာပဲကျွန်တော်ဝှက်ထားတာကထောင်ဝှက်စုံအင်ဂျီပါလုံဂျီပါဆိုတော့ချမ်းခိုက်ခိုက်တုံပေါ့ခေါင်းမှာခေါင်းစုပ်ဆွတ်ထားရလို့နင်းနေတော့နှွေးတယ်တော်ကြတော့မုန်းတယ်လက်ကနောက်ပြန် လက်ထိတ်ခတ်ထားလို့နာတယ်ပေါ့ရဲသတင်းထောက်တွေကလည်းထောင်လှမ်းရဲ့အမိန့်နဲ့ကျွန်တော်တို့ရဲ့လက်ရည်နမူနာတွေယူတယ်ကျွန်တော်တို့စားတွေကူးရတယ် အဲ့ဒီစာကဘယ်လိုစာလဲမင်းမနေနဲ့အကြံစိုးညံစိုးတွေနဲ့စွန်းထင်းနေတဲ့စာပေါ့ဒေါ်အောင်ဆန်းစုကြည်ကိုဆန့်ကျင် တိုက်ခိုက်ထားတဲ့သတင်းဆောင်မတွေကိုကျွန်တော်တို့လက်ရည်နဲ့ကူးပေးရတယ်ကျွန်တော်တို့ကပဲဒေါ်စုကိုဆန့်ကျင်တိုက်ခိုက်သလိုလိုဖြစ်အောင်လှုပ်ကြံဖန်တီးတာလေ1996နှစ်ဆန်းလောက်မှယုံတင်တရားစွဲတယ်ပထမဆုံးအချိန်တရားသူကြီးနဲ့တွေ့တော့ရှင်းနေငှားခွင့်မရသေးတာကိုကျွန်တော်တို့တင်ပြတယ်တရားသူကြီးကရှင်းနေငှားခွင့်ပေးပါတယ်လို့ပြောတယ် ထောင်အာဏာပိုင်တွေထံမှာတင်ပြပါလို့ညွှန်ကြားတယ်။ကျွန်တော်တို့ကပဲနှုံအသလား။တရားရုံးကပဲလူလေလို့သလား။ထောင်ကပဲတပတ်ရိုက်သလားတော့မသိနိုင်ပါဘူး။ဒါပေမဲ့တရားရုံးညွှန်ကြားချက်ကိုထောင်အာဏာပိုင်တွေစီတင်ပြတော့ထောင်ကသဘောတူတယ်။ရှေ့နေငှားပါတဲ့။ဒါဖြစ်အိမ်နဲ့တွေ့မယ်။ရှေ့နေကိစ္စပြောမယ်ဆိုတော့ထောင်လန်းကြီးကထောင်ဝင်စာတွေပိတ်ထားလိုက်တယ်။အိမ်နဲ့မတွေ့ရဘူးတဲ့။ကျွန်တော်တို့ကတရားရုံးကိုပြန်တင်ပြတယ်။တရားရုံးကထောင်ကိုလွှဲ ထောင်ကထောက်လန်းရေးကိုလွှဲထောက်လန်းရေးကတရားရုံးကိုပြန်လွှဲနဲ့ကျွန်တော်တို့တရားခဏ်သာဖြစ်သွားရော ထောင်တွေတန်းတွေသာကျသွားရောကျွန်တော်တို့ကိုစားပြုဘယ်ရှိနေဘယ်ခေါင်းပေါင်းစကူမှမမြင်လိုက်ရဘူးမိသားစုနဲ့လည်းမတွေ့ရဘူးရုံထုံးမဲ့အချိန်ကျတော့တရားခဏ်တွေအားလုံးကိုတန်ချေချင်းခတ်မယ်တဲ့ကျွန်တော်တို့လက်မခံဘူးကန့်ကွက်တယ်ညင်းတယ်ဆူတယ်နောက်ဆုံးကြမှတရားခဏ်နှစ်ယောက်တည်းလက်ထိတ်တွဲခတ်ထောင်ဝင်တန်းတယောက်ကလက်ထိတ်တန်ချိုးကင်ပြီးရုံထွက်ရတော့တယ် တရားဆွဲတော့ပုံမှန်တွေကလည်းစုံလို့ဘာတွေလဲလို့ကျွန်တော်တို့မမှတ်မိတော့ဘူးအမှုကနှမှုကုလသမဂ္ဂအတွင်းဝင်ချုပ်ထံကို ထောင်တွင်လူခွင့်ရေးချိုးဖောက်မှုတွေကိစ္စတိုင်စာပို့တာနဲ့ရေဒီယိုသွင်းတာသတင်းစာဂျာနယ်မဂ္ဂဇင်းစာအုပ်တွေထုတ်တာကိုအဓိကထားပြီးတရားဆွဲတာကတမှုထောင်တွင်မှာနိုင်ငံရေးလှုပ်ရှားမှုလှုပ်ဖို့အတွက်ပါတီအဖွဲ့အစည်းပေါင်းစုံပူးတွဲလုပ်ငန်းကော်မတီဖွဲ့တာကိုအဓိကထားပြီးတရားဆွဲတာကတမှုပထမအမှုမှာ တရားခံစည်ရင်ဝင်သူတွေက အများစုဒုတိယမှုမှာတရားခံစည်ရင်ဝင်သူတွေကအ ਨੇ စုနှစ်မှုစလုံးနဲ့တရားစွဲခံရသူတွေကလည်းအ ਨੇ စုပါပထမအမှုတရားခံတွေက ထောင်ဒဏ်9နှစ်စီကြာတယ်ဒုတိယအမှုတရားခံတွေက ထောင်ဒဏ်9နှစ်စီကြာတယ်နှစ်မှုစလုံးကတရားခံတွေက12နှစ်စီကြာတယ်ကျွန်တော်ကပထမအမှုမှာပဲပါတယ်ကျွန်တော်မှတ်မိသမျှနှစ်မှုစလုံးမှာပါပြီးထောင်12နှစ်ကြာသူတွေကတော့ဂျင်မီကိုဇော်မြင့်မောင် ကိုစိုးမြင့်ကိုဘဘိုဦးနဲ့ကိုဘာမျိုးသိန်းတို့ပါကျွန်တော်တို့က24ရောက်အမှုတွဲကြီးဆိုတော့စစ်ချိန်ကြာတာပေါ့အများစုကကျွန်တော်တို့လှုပ်တင်လှုပ်ထိုက်တာလှုပ်တယ်အပြစ်မရှိဘူးထောင်တွင်းလူခွင့်ရချိုးဖောင်းမှုတွေကိုကျုပ်တို့လက်ပိုက်ကြည့်မနေနိုင်ဘူးကာကွယ်စောက်ရှောက်ဖို့တာဝန်ရှိတယ်လှုပ်ထိုက်တာကိုလှုပ်တယ်အပြစ်မရှိဘူးကဘာမှာတဖြည်းဖြည်းတရဝင်းလှုပ်ထုံးတစ်ခုဖြစ်လာတဲ့ကာကွယ်ရန်တာဝန်ရှိတဲ့သဘောတရားရှိတယ်ဒီသဘောတရားကိုအာဆီယံဘရင်ဂျင်စာချုပ်မှာတောင်အတိအလင်းထည့်သွင်းပြဋ္ဌာန်းထားပြီးပြီး ဒီကဘာသဘောတရားအတိုင်းကျုပ်တို့လှုပ်တင်လှုပ်ထိုက်တာလှုပ်တယ်အပြစ်မရှိဘူးထောင်ထဲမှာလူလိုမနေရဘူးလူလိုမအိပ်ရဘူးလူလိုမစားရဘူးလူလိုမပြောရဘူးလူလိုမကြားရဘူးလူလိုမမြင်ရဘူးလူလိုမတင်ရဘူးဒါကြောင့်ကျုပ်တို့လူခွင့်ရေးကိုကျုပ်တို့ကိုယ်တိုင်သုံးတယ်လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်တယ်အပြစ်မရှိဘူးပြောမယ်သာပြောရတာကျွဲပါဆောင်တီးနွားနာတေးဆိုသလိုပါပဲလူလူတူတူတုတ်ပြန်ချက်ဘာမှမရပါဘူးထောင်တန်းတွေသာရခဲ့ပါတယ် ။ဒါကြောင့်တရားခွင်မှာကျွန်တော်ကဘာမှလေကုံခံပြီးမပြောတော့ဘူး။ကိုယ်တိုင်စစ်ချက်ထွက်ဆိုတဲ့အချိန်မှာလက်နှိပ်ဆက်စာမျက်နှာ26မျက်နှာထွက်ဆိုခဲ့တာတစ်ခုပဲလုပ်တယ်။အယူခံလည်းမဝင်ဘူး။ပြင်ဆင်ချက်လည်းမလျှောက်ဘူး။ကျွန်တော်တို့အားလုံးတသဘောတည်းပါပဲ။လူငယ်တွေကတော့ပောက်ကွဲတာပေါ့။တရားဥပဒေစိုးမိုးမှုဆိုတာဘယ်မှာလဲ။တရားမျှတမှုဆိုတာရှိသေးရဲ့လား။စစ်ဘိုးတွေခိုင်းတိုင်းလုပ်တာ တရားဥပဒေလား။တရားမျှတမှုလား။တရားစီရင်ရေးလား။တို့လုပ်တာဟာနိုင်ငံရေးမူဝါဒ နိုင်ငံရေးလုပ်ငန်းစဉ်နိုင်ငံရေးအသည့်နိုင်ငံရေးတာဝန်နဲ့လှုပ်တာဒီလုပ်ငန်းကြီးတစ်ခုလုံးဟာနိုင်ငံရေးတိုက်ပွဲပဲဒီတိုက်ပွဲအတွက်တို့ထောင်ထဲဝင်ရတာဆန်းသလားဘာဖြစ်ရမှာလဲအရေးမဆိုင်ပါဘူးဒါပေမဲ့ဘယ်မှာလဲတရားဥပဒေစိုးမိုးရေးဘယ်မှာလဲတရားမျှတတဲ့တရားစီရင်ရေးဘယ်မှာလဲဥပဒေနဲ့အညီတရားစီရင်မှုဟဲ့တို့ကစစ်ခွေးပြည်တံတိုက်ကိုရောက်နေပေမဲ့စစ်ခွေးအကျဉ်းသားတွေမဟုတ်ဘူးကွဒီတရားရုံးသာစစ်ခွေးတရားရုံးဒီတရားသူကြီးသာစစ်ခွေးတရားသူကြီး စစ်ခွေးအကျဉ်းသားနိုးစစ်ခွေးတရားသူကြီးဂိုနိုးနိုးနိုးဂိုဂိုဂိုကျွန်တော်ကတော့ကြပြားလေးတစ်ပုတ်နဲ့စိတ်ဖြည့်တယ်ကြပြားတစ်ပုတ်လုံးကိုတော့အမှတ်မရတော့ပါဘူးမိကုံပြီးတရားစွဲမခံရသေးပေမဲ့စစ်ခွေးတိုက်ပို့ခံရတဲ့တိုက်တက်ကဒေါက်တာခင်ဇော်ဝင်းကကျွန်တော်ကြပြားတစ်ပုတ်လုံးကိုအင်္ဂလိပ်လိုဘာသာပြန်တယ်အခန်းနီးချင်းတွေကိုဖတ်ပြတယ်အဲ့ဒီကြပြားတွေကကျွန်တော်မှတ်မိသေးတဲ့စာကြောင်းလေးကတော့အိုးတိုက်ပွဲပြော်နှစ်သာစဉ်တို့ဝင်အောင်ထောင်တယ် ဟုတ်ကဲ့ပါသတင်းစာဆရာကြီးဦးဝင်းတင်ရဲ့ဗာလဲဟဲ့လူငယ်ရဲ့စာအုပ်ရဲ့အပိုင်း၅ကိုဖတ်ပြခဲ့တာဖြစ်ပါတယ်အဆုံးထိအားပေးခဲ့ကြသူအယောက်စီတိုင်းနဲ့တိုင်းပြည်နဲ့လူသားမျိုးနွယ်ကိုအစိတ်မခတ်တက်တော်သူများအလုံးကျမ်းမာပေးကင်းကြပါစေခင်ဗျာ